်ဆရာလည်းအများကြီးရှိပါတယ်เนาะကျိုးဆရာအများကြီးရှိပါတယ်နေတိုးတို့နေဝင်းတို့ထင်ပါတယ်เนาะဒါလေးတော့နားလေပြရမှာပေါ့ဗျာเนาะဟိုရွေးချယ်စရာတစ်ခုပဲလေတမ်းပဲမြောက်လည်းစန့်ကျင်ပိုင်ခွင့်ရှိရသူတို့ point core vc စသဖြင့်ပေါ့ဗျာ sp လောက်ပိုင်ခွင့်ရှိပါတယ်เนาะဟို ဒါခင်ဗျားတို့ရဲ့ယက်တီချက်ဖြစ်တယ်။သူတို့ကလည်းသူတို့ရဲ့ယက်တီချက်ဖြစ်တယ်။နိုင်ငံရေးမှာတော့အမြင်ပဲတူနိုင်မှာမလဲဗျာနော်။အဲ့ဒီအမြင်မတူဘူးတွေပေါ်မှာတော့နည်းနည်းလေးပေါ့နော်။သဘောတော့ကြီးနိုင်မှာကောင်းမယ်။သဘောတော့ကြီးနိုင်မှာကောင်းမယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့အဲနိုင်ငံရေးထွက်ပေါ်ခုရှာဖွေကြတဲ့နေရာမှာသူတို့အမြင်နဲ့သူတို့ရှိကြတာဟုတ်လား။အဲ့တော့မိမိအမြင်နဲ့မတူတိုင်းစိတ်ဆိုးမဲ့ဒေါသထွက်မဲ့ ဟလာအလုံးချိန်ချောက်မယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုအတွက်လည်းမကောင်းနောက်အတွက်လည်းမကောင်းဘသူအတွက်မှမကောင်းဘူးเนาะအဲ့တော့ကျွန်တော်တို့ကသဘောထားအကြီးအကျောင်းနှလုံးသားအကြီးအကျောင်းပြရမယ်ဗျအဲ့တော့မှလည်းခင်ဗျားတို့ဒီတော်လန်ရေးဆိုတာကိုလူလေးစားမယ်ကျွန်တော်အမပြုတ်လင်းပြောရင်ခင်ဗျားတို့တော်လန်ရေးသမားတွေတော်တော်များများပါเนาะစကားပြောလာတယ်ကျွန်တော်လေးစားသမှုတွေရှိလာတယ်ခင်ဗျားတို့ဘက်ကြည့်တော့ခင်ဗျားတို့လူမျိုးမြင်တယ်เนาะမြင်တော့ကြော်လေးစားသမှုရှိလာတယ်လေးစားသမှုရှိသေးလေးရောလေ ျွန်တော်ရဲ့အပြောဆိုတွေအများကြီးကိုကျွန်တော်ပြင်ဆင်ခဲ့တာရှိတယ်ပေါ့ဗျာနော်ဒါခင်ဗျားတို့အမြင်အဲ့ခင်ဗျားတို့ကျွန်တော်အနေနဲ့နိုင်ငံရေးမှာအင်အားစုတည်းရဲ့အနေနဲ့ရှုမြင်ပြီးတော့လေးစားသလိုထားလာတယ်နော်ဘာကြောင့်လဲခင်ဗျားတို့စိုးတယ်ပြောရအောင်လက်တစ်ဖက်ကကောင်းနေလုံးလုံးလားဒါလည်းမေးစရာရှိတာပေါ့နော်အဲ့ဆိုလို့ချင်းနဲ့ဗျာအဲလေးစားသမှုထားပါနော်ခင်ဗျားတို့ခင်ဗျားတို့ရဲ့ဘိုင်းကော့တို့ PC တို့ဒါတွေလည်းကျွန်တော်တို့ကဟိုအပြစ်ပြောလို့မရအောင် အဲသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ကိုလည်းနားလည်ပေးရမယ်နော်အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်ကိုမောင်ရဲ့ပလောင်ချောင်းလေးပလောင်ကျွန်တော်ပြောရတာမဟုတ်ဘူးလားအခုမှပြောတာမဟုတ်ဘူးလေလောက်ရှိပြီကျွန်တော်ပြောတာအာနေအောင်ပလောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောတာရှိရလေပလောင်နောက်ဆုတ်သွားမှာအဖြစ်မနေဘူးနောက်ဆုတ်သွားမှာမရတာပြောအောင်ပါနော်မဟုတ်ဘူး ဖက်ဒရယ်ရခိုင်ပါတီကပါတီဖြစ်ရတည်နိုင်တယ်အကန့်ကောင်းတဲ့သဘောထားလိုက်ပါဘာကြောင့်လဲဒီကတ်သွားမဲ့ဒီရွေးကောက်ပွဲကအဲသူတို့ကတက်နိုင်ဆုံးတော့ control ထားမှာဗျဟုတ်တယ်ပထမဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်မလို့မကြိုက်ဘူးကျွန်တော်လည်းသူတို့လောက်တာတွေမကြိုက်ဘူးဒါပေမဲ့လည်းတခြားဒီလမ်းမရှိဘူးဗျာမြောက်ဒေါ်လာကြီးကြည့်တော့လဲသူတို့စက်တက်ကောင်းဝိုင်းထိန်းလို့ပဲရှိတယ်မတရားတာဟုတ်တယ်ပွင့်နေပြောဒေါ်သက်ခံကိစ္စတွေစပြီးတော့ဒီ NDF ဖြတ်သိမ်းတာတည်းကမတရားဘူးနော် တယ်ဒါမဲ့လည်းတခြားနေလည်းမရှိဘူးဗျာအလို့သမတရားအောင်ရင်သိခံလိုက်နော်အဲ့တော့ကျွန်တော်တို့စစ်တပ်တမမကောင်းတဲ့သူတွေဖြည်းဖြည်းနဲ့နောက်ဆုတ်သွားဖို့အသက်ကြီးပြီးတေသွားဖို့ပဲကျွန်တော်မျှော်လင့်တယ်အလို့ဆိုတော့တေပြီးကျွန်တော်အသက်ကြီးနဲ့တေရအောင်အဲ့တော့ news တစ်ဆက်လောက်ခဏလေးနော်ဟိုနောက်ဆုတ်ပြီးဖြည်းစင်နေယူသွားကြပါပြီစစ်တောင်းဗျာပြီးရင်တော့ news တစ်ကိုကျွန်တော်တို့တင်ပြမယ်လမ်းညွှန်မယ်ပါကြာနော်ဟိုကောင်းတာတွေပြောပေးမယ်ပေါ့နော်ဟောကြောင့်ဟောကြောင့်ဆိုနောက်တော်လိုင်းကြရလဲနောက်ရိုးသားကြပါလဲနော် စိတ်တက်လေးလည်းချစ်စရာကောင်းကြပါဒါမဲ့မဖြစ်နိုင်ဘူးလေနော်ဒီမှာလေစစ်တပ်ရဲ့လုပ်တဲ့ပုံစံကတီခိုင်ဖြူဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ကြီးချုပ်ပြီးတော့စေးရင်ချုပ်ပြီးလွတ်ပေးလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတာနဲ့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုခင်ဗျားတို့ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတာပျက်စီးနေတာအမှန်ပဲ တော့ PDF ကလည်းခင်ဗျားသိတဲ့အတိုင်းပါဗျာနော်နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးရသားတွေပဲလွတ်တာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲခင်ဗျားလူပြူဟာတိုင်းပဲစစ်တပ်ကပြတုံးတာနိုင်ငံရေးမှာလည်းအခုအိမ်ချူပြီးပေါင်းမှုချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူးမပြေခိုင်ပြိုးတဲ့မှာအကုန်လုံးရေးရေးကြုံကာချုပ်ကတစ္ဆာလေးချက်ထဆိုအကုန်ထဆိုပါဒီခိုင်ပြိုးအကုန်လုံးထဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို ဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါပြပြောရမယ့်ရတော့မဟုတ်ခင်ဗျားတို့ကိုယ်တိုင်လိုလိုလတ်လတ်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစုံဒီမိုကရေစီကောက်ပဲပြောနေကြတာဒါမဲ့ အဲဒါမဲ့ခမတို့ရဲ့အရေးအယံတွားနေတဲ့ပုံစံလေးသူ့မူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံတွေကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့စစ်တပ်ရာသက်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင်းရလဲခမတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုတ်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေဖန်မိတာမှအချုပ်တဲ့ထဲတယ်ဟာဟာလေးပြေးတာမှချုပ်တဲ့ထဲတယ်ပြန်စဉ်းစားကြည့်ပြီးတော့ခမတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲ တော့ဆန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ခင်ဗျားတို့ကဘာလုပ်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်မပြတဲ့အပြင်ကိုတတ်တလုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နှစ်ဖက်စလုံးပြင်ရမယ့်အရာပါအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလဲအပြစ်ပြောလို့မရအောင်နော်အခုကြံစီရတော့ဗျဒီခါမျိုးမှတ်တယ် ထဲကိုရောက်သွားမယ်ထဲရောက်လို့ရှိရင်စစ်တပ်ကတစ္ဆာလေးချက်ဆိုဆိုကလုံးထဆိုပါอืมဆိုပြီးအဲကျွန်တော်တို့အန်နရီလက်ထပ်လိုမျိုးပေါ့နော်ဟိုလွတ်တော်ထဲမှာတတိရှိမဲခွဲလိုက်ဆိုတဲ့ပုံစံမျိုးလုပ်လုပ်ပြီးတော့ပြင်ញင်တဲ့ဥတွေတွေပြင်မယ်ပြင်ပြီးဘာဥတွေတွေပြင်မယ်ပြင်ញင်တဲ့ဒီတိုင်းမရအောင်လေဥတွေပြင်မယ်ဆိုရင်ကျွန်တော်တို့ကဒီလုံးချုပ် referendum ခံမဲ့ရရှိအောင်နော်အဲ့တော့အဲ့တော့ ်ပြည်သူတို့ကောင်းဖို့လုပ်နေရလို့မျှော်လင့်ချင်နေသေးတယ်။ဟုတ်ဟုတ်